ကြားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့လူတယောက်ကနေပြီးတော့မှကျွန်တော်ရဲ့ messenger ထဲမှာလာမေးတဲ့မေးခွန်းတစ်ခုကိုကျွန်တော်ပြောပြမယ်ဒီဘလဲဝါကိစ္စနဲ့ပတ်သက်ပြီးတော့မှဒေါက်တာလေမုန်းစခေါင်ကဒီတတိမပုတ်ကြအောင်ဆိုပြီးခမတိုးတိုးတုံးတုံးနဲ့ဒီရခိုင်နီကို ဒီဘလဲဝါကနေမောင်းထုတ်ဖို့အတွက်ဆွေးနွေးတယ်ဆိုတဲ့သတင်းပေါ်ကြလာတယ်တဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုတုံးသက်တယ်လဲဘယ်လိုအထင်မြင်ချက်ရှိလဲပေါ့နော်ဆိုပြီးခပါလာအဲ့ဒီ messenger ထဲမှာလာပြီးမှရေးသွားတာကိုကျွန်တော်ဒီနေ့ပြောပြမယ်ဆိုတော့ CNN CNN နဲ့ရခိုင်နေကိုတိုက်ဖို့ဘာမှမစဉ်းစားနဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ် ရခိုင်မျိုးတိုက်ဖို့ဒီဘလက်ဝါကိုပြန်ယူဖို့ဆိုတဲ့ဟာကိုလုံးဝဒီတိုက်ဖို့ခိုက်ဖို့ကိုယ့်ရဲ့နေနမချင်းလက်ထိဆက်နေတဲ့ကိုယ့်ရဲ့တိုင်းရင်သူတိုင်းရင်သားအချင်းချင်းလက်ဖြစ်တယ်ကိုဘဝသူလက်ဖြစ်တယ်ဒီကိုယ့်ရဲ့ဒီအင်းချင်းကိုတိုက်ဖို့တော့မစင်စားနေလို့ပဲကျွန်တော်တို့ပြောရှင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ လက်ရှိရခိုင်နေရနေပြီးတော့မှဘလဲဝါကိုထိန်းချုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအခုချိန်ထိစင်ဒီစင်အဖရိကနားမလဲဘူး။ကောင်းတာအတက်တာကြီးတာစပီနာဖြူလာတာပညာတာတင်ကြတာပဟုတုတာအသွေးအခေါ်အမြင်လုံးဝမရှိကြအောင်ဘလဲဝါကိုလက်ရှိအာဒီရခိုင်အရခတ်တတော်ကနေပြီးခမထိန်းချုပ်ထားတဲ့ဟာကိုအခုသူတို့ရဲ့အမြင်က ဒီ blower ကိုတင်ပိုက်တယ်ဆိုတဲ့အမြင်ပဲအများရန်တွေ့နေအမြင်ဒီတို့အဲ့ဒီဖက်ကွယ်တို့မြင်နေအဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့လဲအခုချိန်မှာတို့တွေကဒီ blower ကိုတို့ကပြန်လို့ရှင်နေပေါ့လူအခုလိုမျိုးဥပမာအနေနဲ့ဒီ blower ကိုပြန်လို့ရှင်တော့တိုက်မယ်ခိုက်မယ်ဆိုလို့ရှင်အခုလက်ရှိအချိန်ညရဆိုလို့ရှင်လုံးဝ blower ဒီ AA ကနေပြီးကမှလုံးဝလက်ထွက်မှာမဟုတ်ဘူးအဲ့ဒီ blower ကိုဘာလို့လဲဘာလို့လက်မထွက်ချင်တာလဲဆိုတော့ကျွန်တော်တိဖို့လို့ ဘာလို့အခုချိန်မှာတို့အဲ့ဒီဟာထိန်းချုပ်တာလဲဆိုတော့လေတီးဖို့လိုတယ်။နော်စင်ဒီကဘလော့ပဲဒီစင်ဒီစင်ဖကနေပြီကမတီလောအိုဒီလင်းနေတာတို့ဒီမတီလောအိုပြိုးပြီးခမဒီလိုင်းပေါ်နေဒီလောအိုဟစ်နေတာရခိုင်ကနေရခိုင်ငါလူကြီးတွေကနေပြီကမတီအေးကနေပြီကပါတဲ့ခွဲမှာတုတ်ပြန်တာမရှိဘူးစောက်ခွေးကိုမဆိုင်ပြပြောချင်တာကဆိုတော့ အဲ့ဒီရခိုင်ကအဲ့အဲ့ black work ကိုဘာဖြစ်လို့ထိမ့်သိမ်းထားလဲဆိုတဲ့ဟာကိုကျွန်တော်တို့တိဖို့လိုတယ်။စင်နီစင်ဖီနီလည်းအခုချိန်ကလုံးဝမတည်သေးဘူး။စင်စင်ဖီရဲ့တိတာကသူတို့ရဲ့အထင်မြင်ချက်က A ကနေပြီးတော့မှ black work ကိုတင်းတင်းသွားတယ်ဆိုတဲ့ဟာပဲကျွန်တော်တို့သိတယ်။အမှန်ကတော့တင်းတာမဟုတ်ပါဘူး။ဒါတိဖို့လိုတယ်။ဒါချင်းပြည်တပြည်နယ်လုံးကိုတိဖို့လိုတယ်။ကျွန်တော်ဒီနေ့တစ်ခုပြောပြမယ်။ဒီဥပမာအနေနဲ့ဒီ ရက်စင်ဒီစီအက်ဖကနေပြီးခမရခိုင်နေကဘလဲဝါကိုတိမ့်သွားတယ်ဆိုရဲဆိုပြီးတော့မှဥပမာနေနဲ့ဥပမာစီရခင်းမယ်ဆိုလို့ရှိရင်လူတေတာပဲဖတ်တည်မယ်လက်နဲ့ခရမ်းကုန်တာပဲဖတ်တည်မယ်အာကိုယ့်အိမ်နေနာချင်တာဒီဒီရက်အထိကျွန်တော်တို့ဒီအိမ်နေချင်းနေဖြစ်တဲ့ကျွန်တော်တို့ရခိုင်နေချင်းနေကအမုံတရားတွေပေါ်လာမယ်ဒါအဲအခုအခုလိုမျိုးဒီစခင်းသွားမယ်ဆိုလို့ရှိရင်လုံးဝကျွန်တော်တို့မျိုးဆက်လုံးဝမျိုးဆက်အထိကျွန်တော်တို့ကလုံးဝ ငင်းချမှာမဟုတ်ဘူးရခိုင်နဲ့ကျွန်တော်တို့ကြံဖြစ်လို့ရှိရင်ရခိုင်ရဒီတို့ရခိုင်တွေအတွက်လက်မကောင်းဘူးကျွန်တော်တို့ချင်းလူမျိုးတွေအတွက်လက်မကောင်းဘူးဒါကြောင့်မလို့ရခိုင်နေရနေပြီးခမလည်းအဲ့လိုလေးအဲ့လိုမျိုးစစ်ခင်းမှာမဟုတ်ဘူးချင်းလူမျိုးတွေအနေနဲ့စစ်ခင်းဖို့တော့မစဉ်းစားနဲ့ဘာဖြစ်လို့အခုချိန်မှာဒီချင်းပြည်နဲ့ချင်းပြည်နဲ့ဘလက်ဝါကိုရခိုင်နေရနေပြီးခမခုလိုမျိုးဒီဘလက်ဝါမျိုးကိုတို့ကအဲ့လိုမျိုးအုတ်ချုပ်တာလေးဆိုတဲ့ဟာကိုကျွန်တော်တိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်ပြောပြမယ်ကျွန်တော်တိ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 လောက်ပေါ့ ်ခမ်းဟန်တလောက်ပေါ့တီတလောက်ဆိုရတဲ့ခမ်းဟန်တလောက်ပေါ့ဆိုတော့အဲ့ဟာကဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်ဒီချင်းပြည်နယ်ကိုဒီဒေါက်တာလေမွန်စခွန်ကနေပြီးတော့မှဒီအဲ့လိုမျိုးတိုက်မယ်ခိုက်မယ်တွေ့ရအခုကသူ AUG ဖြစ်မှလည်းဟိုကဖြစ်တယ်ဒီဟာလည်းဖြစ်တယ်ဆိုတော့တချို့ချင်းလူကြီးချင်းလူကဒေါက်တာစခွန်တောက်တာလေမွန်စခွန်ကသူ့ရဲ့ပညာရေးချင်းကိုကြည့်ပြီးတော့မှအရောက်ကထင်ကြည့်တယ်ဒါပေမဲ့သူ့မှာအာ တိတ်ပြီးခမတီအတွေ့အခေါ်တိတ်မရှိဘူးဆိုတော့ပြောချင်တာကဥပမာအနေနဲ့ဒီပလက်ဝကိုခမရတို့ကျွန်တော်တို့ခမရတို့ဆိုတာထက်ကျွန်တော်တို့ချင်းလူမျိုးတွေပြန်လို့ချင်းလို့ရှိရင်ကျွန်တော်လို့ရမှာကကျွန်တော်ပြောမယ်လို့တေချာနာထောင်ကြပလက်ဝကိုကျွန်တော်တို့ဒီပြန်လို့ချင်းနေဆိုလို့ရှိရင်ရခိုင်လက်တို့ထဲနဲ့ပြန်လို့ချင်းနေဆိုလို့ရှိရင်လက်နဲ့လက်နဲ့ ထုတ်ဆရာလည်းမလိုဘူးလူအတက်ကိုရင်းဆရာလည်းမလိုဘူးပြန်လို့ရအာကျွန်တော်တို့ပြန်ရမယ်နီလန်တစ်ခုရှိတယ်ရခိုင်ကနေပြီးတော့မှလည်းပြန်ပေးရမယ်နီလန်တစ်ခုရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့အတူတူဖြည့်ရမယ်အဲ့ဒီဟာကပါလဲဆိုလို့ရှိရင်အခုချင်းပြင်းနေဖက်ကလာအခုရခိုင်ကနေပြီးခါမှဒီတိုင်းရင်းသားတွေထဲမှာသူများနဲ့ဒီတိုင်းရင်းသား၄၃၅၀ချစ်ချလာတဲ့တော်လှန်ရေးတော်လှန်ရေးနဲ့မတူတဲ့သူတို့မှစခင်းလာတဲ့ တော်လှန်ရေးသူတို့ကိုစစ်ခင်းနေတယ်။ဒါကြောင့်မလို့သူတို့ကအခုရခိုင်ပြည်နယ်ကိုဒီဂျန်နယ်ပြည်နယ်လွတ်မလွတ်ရင်ဂျန်နယ်ပြည်နယ်ဒီလွတ်မြောက်ရင်လွတ်မြောက်ပါစေမလွတ်မြောက်လည်းကိစ္စမရှိရခိုင်ပြည်နယ်ကိုလွတ်မြောက်အောင်သူတို့ကတက်ချင်နေပြီအခုချိန်မှာ။နံပါတ်၁တက်ကတက်ကဂျန်နယ်ပြည်နယ်မြန်မာနိုင်ငံတနင်္ဂနွေကိုလွတ်ဖွဲ့ရသူစ조사တယ်။ဦးစီးဦးဆောင်ပြီးတော့လွတ်မြောက်ရသူစ조사တယ်။ဒါပေမဲ့မလွတ်မြောက်ရင်တော့မရခိုင်ကတော့လုံးဝလွတ်မြောက်မယ်ဆိုတဲ့ target ထားတယ်။သူ့ရဲ့တော်လှန်ရေးကအဲ့ဒါကြောင့်မလို့ အဲ့ဒီလွတ်မြောက်ဖို့ရအတွက်ထဒီရခိုင်ပြည်နယ်လွတ်မြောက်ဖို့ရအတွက်လွတ်မြောက်ဖို့ရအတွက်သူစ조사နေတဲ့ဟာကဒီချင်းပြည်နယ်တော်လှန်ရေးဖော်ဆောင်နေတာကဒီချင်းပြည်နယ်ပလက်ဝမင်းတပ်ကံပလက်မတူပြီဆိုတာကသူ့အတွက်အင်းမတမရေးပါလာတဲ့နေမည်တစ်ခုဖြစ်လာတူပြည်နယ်ကိုလွတ်မြောက်ဖို့ရအတွက်100%သူလှုပ်ဆောင်နေတယ်ဒါပေမဲ့သူတို့ရဲ့မဟာဗျူဟာက ရခိုင်ပြည်နယ်လွတ်မြောက်သွားပြီးရင်တောင်မှချင်းပြည်နယ်ဖက်မှာဒီမကွေးစကိုင်းတို့ဖက်မှာပြောတော့မှာပေါ့နော်ချင်းပြည်နယ်ဖက်မှာချင်းပြည်နယ်ဖက်မှာမင်းတပ်ကံပလက်မတူပြီးဘလက်ဝါဆိုတာကသူ့ရဲ့ရန်သူရဲ့ရန်သူကနေပြီးတော့မှရန်သူရဲ့အဝင်ပေါ့ဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့ကနေပြီးမှ အတတ်နိုင်ဆိုချင်းပြင်းနဲ့မင်းတက်ကမ်ပလက်ဘလက်ဝါမတူပြီးကိုတို့ကနေပြီးတော့ကအတတ်နိုင်ဆိုတခုမဟာမိတ်လိုပေးပြီးတော့မှအတတ်နိုင်ဆိုဒီချန်ချန်စီယောကိုကားတဲ့ပူပူချန်စီယောကိုကားတဲ့ပုံစံတစ်မျိုးအနေနဲ့သူလှုပ်ဆောင်တာဖြစ်တယ်။အိုးပေါ်မှာရခိုင်နေကရခိုင်ကရခိုင်နေလွတ်မြောက်ပြီးထားပါတော့မင်းတက်ကမလွတ်မြောက်သေးဘူးမတူပြီးကမလွတ်မြောက်ဘူးကမ်ပလက်မလွတ်မြောက်ဘူးဘလက်ဝါကမလွတ်မြောက်ဘူး စစ်ခန်းနေရှိတဲ့စက္ကစတွေရှိသေးတယ်ဆိုလို့ရှိရင်သူစကန်းဒီရခိုင်ပြည်နယ်ရခိုင်ပြည်နယ်တမျိုးလုံးတိမ့်တာရခိုင်ပြည်နယ်စက္ကစလက်ထဲနဲ့သူတိမ့်တာအလကားဖြစ်သွားမယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ချန်စီယောမလုံဘူး။သူ့ရဲ့ချန်စီယောကမင်းတပ်ကမ်ပလန်ဘလဲဘာမတူဘူးဖြစ်တယ်။အဲ့ဒါကြောင့်မလို့သူ့ရဲ့ချန်စီယောရခိုင်ပြည်နယ်လုံချုံဖို့ရတဲ့သူ့ရဲ့ချန်စီယောကိုမမမမသူ့ရဲ့ဒီရဲ့ရခိုင်ပြည်နယ်ချန်စီယောလုံချုံဖို့တော့ကမင်းတပ်ကမ်ပလန်မတူဘူး။ပလဲဝါဆိုတာအစ်မတမတူရဲ့ချန်စီယောဖြစ်တယ်။အဲ့ဒါကြောင့်မလို့ သူအဲ့အဲ့မြို့ကိုခြံစည်းကောင်းကောင်းလုတ်ချင်တယ်အဲ့ဒါကြောင့်မလို့ဒီခြံစည်းကိုကောင်းကောင်းလုတ်ဖွဲ့ရတယ်မင်းတပ်ပန်တူပြီကမ်ပလက်ကိုသူစင်အားကူညီပေးတယ်မဟာမိတ်လုတ်တယ်ဒီအကောင်လို့သူရအမျိုးသားရဲ့အချိုးအမျိုးသားရဲ့အချိုးစီးပွားရဲ့အတွက်ရှင်းရှင်းပြောမယ်ဆိုရင်အမျိုးသားစီးပွားအချိုးစီးပွားရဲ့အတွက်အဲ့အမျိုးသူ့ရအမျိုးသားအချိုးစီပွားရအတွက်ကကျွန်တော်တို့ချင်းပြအတွက်လဲ90ရာခိုင်နှုန်းပါဝင်တယ်သူ့အတွက်လဲ90ရာခိုင်နှုန်းဖြစ်တယ် သူကိုလည်းလွတ်မြောက်မယ်သူတို့လည်းလွတ်မြောက်မယ်အဲ့လိုမျိုးပုံစံနဲ့သူတို့ဒီအဝေးကိုကြည့်ပြီးတော့မှသူတို့လုတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဥပမာအနေနဲ့ဘလက်ဝါကိုကျွန်တော်တို့ပြန်လို့ချင်းနေဆိုလို့ရှိရင်ချင်းလူမျိုးတွေအနေနဲ့ဘလက်ဝါကိုပြန်လို့ချင်းနေရခိုင်လက်ထက်အဲ့ဒီဘလက်ဝါဒီအေးလက်ထက်နေပြီးကမှရခိုင်အခုအေးဘလက်ဝါကိုပြန်လို့ချင်းနေဆိုလို့ရှိရင်စီရခင်းဆံမလို့ချင်းပြည်နယ်မှာကျွန်တော်တို့စကား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 လုံးဝမရှိအောင်ကျွန်တော်တို့ထိမ့်သိမ့်တွားပြီးဆိုလို့ရှိရင်ရခိုင်ကတက်က ရခိုင်ကတွက်ကသူ့ရဲ့ရခိုင်အဲချင်းပြည်နယ်နဲ့နယ်စပ်အကုန်လုံးကသူ့ရဲ့ချမ်းစီအကုန်လုံးလွတ်မြောက်သွားပြီလုံခြုံသွားပြီဆိုလို့ရှိရင်ဒီဘလက်ဝါကိုတို့ကအလိုအလျောက်ကျွန်တော်တို့ချင်းပြည်နယ်ထဲကျွန်တော်ဖင်ခံပြီးတော့မှပြန်ထည့်သွားမယ်ပြန်ပြီးသွားမယ်လက်နဲ့တစ်ချက်မှဖောက်ဆရာမလို့လူအတက်တယောက်မှလူတယောက်ရဲ့အတက်မှစတိဆရာမလို့ကျွန်တော်ဘလက်ဝါကိုပြန်လို့ချင်းရခိုင်ကိုတိုက်ဆရာမလို့ဘူးစီရဲခင်းဆရာမလို့ဘူးကိုချင်းပြင်းတဲ့အတွက်တည်းမှာစကားစကားအကော ကင်းစင်းအောင်ကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ပတ်သက်နေတဲ့ဒီချိဆက်နေတဲ့ကျွန်တော်ချင်းပြည်မင်းသားမတူပြီး complaint ပလဲဝါနေကအကုန်လုံးကျွန်တော်တို့လွတ်မြောက်အောင်ချင်းပြည်နယ်အဲ့ဒီနေရာချင်းမဟုတ်ချင်းပြည်နယ်တခုတို့လွတ်မြောက်အောင်ကျွန်တော်တို့လွတ်ပြီးပြီဆိုလို့ရှိရင်ရခိုင်ပြည်နယ်နဲ့ကျွန်တော်တို့ချင်းပြည်နယ်ကြမှာတို့ရဲ့ဒီအမျိုးသားရဲ့ဒီလုဒွန်လိုင်းလုစပေါ်ဆောင်နေတဲ့အမျိုးသားရဲ့ဒီချန်စီယိုကြီးကလုံခြုံသွားပြီဆိုလို့ရှိရင်ပလဲဝါကိုကျွန်တော်ကမျက်စိမိတ်ဖင်ခံပြီးတော့မှချင်းပြည်နယ်ချင်းပြည်နယ်ရဲ့လက်ထဲကျွန်တော်ပြန်ထည့်ပေးသွားမယ်။ အခုချိန်မှာကချင်းပြင်းနေမှာလုံးဝလုံးဝမတေချာမရည်ရာတီးတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရက်ခိုင်ဘလက်ဝါကချင်းပြင်းနေရက်ခိုင်နဲ့ဆိုလို့ရှိရင်ဒီတွေ့အနေနဲ့မိကအရှီလီယားဆုံးထိဆက်နေတဲ့အနေနဲ့မိတခုဖြစ်တဲ့ရက်ခိုင်နဲ့အဲ့ဒါကြောင့်မလို့ရက်ခိုင်ပြင်းနေကအခုထင်းချုပ်နေတာဖြစ်တယ်ဆိုတော့ပြောတယ်လို့မျိုးမင်းတက်ကမတူပြီးကံဘလက်ဘလက်ဝါရဲ့ ဒီတမကချင်းပြင်းတဲ့တခုလုံးမှာတခုလုံးကိုစကားစကင်းဆောင်လို့ပြီးတော့ပြီကျွန်တော်တို့ချင်းလူမျိုးတွေကချင်းပြင်းတဲ့တတ်မတော်ဒီကနေပြီးချင်းအဖွဲစီကနေပြီးကမအကုန်လုံးကင်းဆောင်ကျွန်တော်တို့လုံးပြီးတော့ပြီဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာအေးကနေပြီးတော့အဲ့ဒီဘလက်ဝါကိုကျွန်တော်တို့ကမျက်စိမဖင်ခံပြီးတော့မှချင်းပြင်းတယ်လေထဲကျွန်တော်ပြန်ထည့်ပေးလိမ့်မယ်အဲ့ဒီဟာကိုကျွန်တော်ဒီဒေါက်တာဆလန်ဆလန်ဒေါက်တာဒီဒီဘလက်လက်မုန်းစကောင်မတီးဘူးတိတက်တက်နေမတီးဘူး နော်ဒီပွေကုန်းမတည်ဘူးဘွေးတယ်မတည်ဘူးကောင်းမရှိဘူးတို့မှာမဟုတ်ကောင်းရှိတာအခွင့်ရှိတယ်အထဲမှာဒီအော်လော့တဲ့အော်လော့အော်လော့စီတွေပဲရှိတယ်တို့တွေကအက်တီလိုမျိုးပဲမြင်တယ်ငါတို့တီးရမှာကစိတ်ခင်းဆရာရခိုင်နဲ့စိတ်ခင်းဆရာမလို့ပလဲဝါကိုလိုချင်တာနဲ့ပြန်လိုချင်ရင် ချင်းပြင်းနဲ့မစကားစကားအကုန်လုံးကင်းစီအောင်လို့ထိမ့်သိမ့်နိုင်မယ်စကားစကားကျွန်တော်ထိမ့်သိမ့်နိုင်ပြီဆိုလို့ရှိရင်ဇကိုင်းရဲ့အမျိုးသားရဲ့ကလုံခြုံသွားပြီဘာဖြစ်လို့လဲဇကိုင်းနဲ့ကျွန်တော်တို့ကထိဆက်နေတဲ့အတွက်ကြောင့်မလို့ချင်းချင်းလူမျိုးတွေကဇကိုင်းကိုကျွန်တော်ကထိမ့်သိမ့်သွားပြီဆိုပေမဲ့ချင်းပြင်းနဲ့မှလုံးဝစကား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 မထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီချင်းပြင်းတဲ့ကနေကျွန်တော်ရဲ့ဇကိုင်းပြင်းတဲ့ဘက်ကအဝံပုတ်ကချန်စီရောက်ကမလုံးတဲ့အတွက်ကြောင့်စကားစကားအချင်းမျိုးပြောင်းဝင်သွားနေတယ်ကြီးဘလဲဝါကော အဲရခိုင်ပြည်နယ်မှာအဲ့ဒါကြောက်မလို့ရှီလီယာဆိုရခိုင်နဲ့ထိဆက်နေတဲ့အရှီလီယာဆိုဘလက်ဝါကိုကျွန်တော်ထင်ထင်ကြွတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီဖို့လိုတယ်ဘာမှစိတ်ခင်းစရာမလိုလူအသက်ပေးစရာမလိုအဲ့ဒါကိုဒီကနေ့ကျွန်တော်ပြောချင်တာဒီကနေ့ကျွန်တော်မေးတဲ့ဒီတယောက်အတီမီဆွေတယောက်ကိုကျွန်တော်ပြောချင်တာကဒီကနေ့အဲ့ဒီကိစ္စကိုကျွန်တော်ပြောချင်တာဖြစ်တယ် ရခိုင်နဲ့ပတ်သက်လာဘလဲဝါကိုပြန်လို့ချင်ရင်တက်လုံးကျွန်တော်တို့မျိုးဆက်အစဉ်ဆက်နဲ့ကျွန်တော်တို့အိန္ဒိယနာချင်းဖြစ်မယ်အိန္ဒိယနာချင်းဖြစ်မယ်ဒီရခိုင်ကိုကျွန်တော်တို့စီခင်းဆံမလို့တနတ်တစ်ချက်မှာဖုတ်ဆံမလို့နော်ဒီလူအတက်တစ်ချက်မှာဘေးဆံမလို့ချင်းပြည်နယ်ကိုချင်းလူမျိုးတွေအားလုံးဒီစကားစကားကိုကျွန်တော်တို့တော်လှန်ပြေးသွားပြီးထင်းချုပ်သွားပြီးပြီးပြီးဆိုလို့ရှိရင်လုံခြုံသွားလို့ဆိုလို့ရှိရင် ရခိုင်ကနေပြီးခမအဲ့ကမ်ဘလက်ကိုမျက်စိမိတ်မျက်စိပိတ်နာမျက်စိမိတ်နာပိတ်ပြီးတော့ဖင်ထန်ပြီးတော့ကျွန်တော်ချင်းပြနေလဲထဲကအဲ့ဘလက်ဝါကိုပြန်ထည့်ပြီးလိမ့်မယ်အဲ့ဒါကိုကျွန်တော်တီးဖို့လို့အဲ့ဒီလိုပဲကျွန်တော်ကတော့ဖြည့်ချင်းနေ